အားလုံးမင်္ဂလာပါလို့ယေရှုနာမအဖြစ်ကျေးဇူးတို့ခွန်ဆက်ပါတယ်ဒီနေ့ Good Friday နေ့မှာခရစ်တော်လက်ဝါးကားတိုင်မှာနောက်ဆုံးပြောသွားတဲ့စကားခုနှစ်ခွန်းကိုဝေငှပြောသွားမှာဖြစ်ပါတယ်ဒီခရစ်တော်လက်ဝါးကားတိုင်မှာနောက်ဆုံးပြောသွားတဲ့စကားခုနှစ်ခွန်းကဆိုရင်ခရစ်တော်ရဲ့မြင့်ရှင်လုံငန်းတာသနာလုံငန်းအစအဆုံးကိုအနစ်ချုပ်ပြောပြသွားတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်ဒီနေ့ခရစ်တော်ကသူ့ရဲ့ မစ္စလုံငန်းနဲ့ပတ်သက်ပြီးတော့ယုံကြည်သူများကိုတည်တင်တည်ထိုက်တဲ့အကြောင်းအရာမရှိမဖြစ်တည်ကိုတည်ရမယ်အကြောင်းအရာများကိုနောက်ဆုံးဒေခာနီအသက်တော်ဆုံးခါနီးမှာမှာချားသွားတဲ့စကားခုနှစ်ခုဖြစ်ပါတယ်ယုံကြည်သူများခရစ်တော်ရဲ့စကားကိုကျွန်တော်တို့ဒီနေ့ဆင်ခြင်နှလုံးသွင်းခြင်းအပြင်အသက်တာမှာဒီအသက်တော်တည်ဆောက်မှုများကို ပြုလုပ်ဖို့ရန်ဖြစ်ပါတယ် ခွေတော်မှာကြားသွားတဲ့စကားခုနှစ်ခုံးကိုကြည့်ပြီးတော့ချင်းစင်ချင်းတုံးတက်ပြီးတော့မိမိရဲ့ဘုံတချင်းအသက်တာကိုမမမတိဆောက်သွားရမှာဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရရင်ခရစ်တော်ကဲတို့အောင်မြင်တော်သူဟောမဟုတ်အောင်မြင်တော်သူဖြစ်မဖြစ်ဆိုတာကိုဒီစကားခုနှစ်ခုံးကိုကြည့်ခြင်းအားဖြင့်မိမိတို့ရဲ့အသက်တာကိုစစ်ဆေးခြင်းအားဖြင့်တုံးတက်လို့ရမှာဖြစ်ပါတယ်ဆိုတာကိုဥစွာပြောပြချင်ပါတယ် ရိတော်ကိုလဝကတိုင်မှာတင်တဲ့နေရာဆိုရင်ကာဝရီတောင်ကုန်းဖြစ်ပါတယ်အဲ့ဒီကာဝရီကုန်းတောင်ကုန်းကိုတမချက်ဆောက်ထဲမှာဥကောင်းခွန်အရက်လို့ပေါ်ပြထားတာကိုတွေ့ရပါတယ်ဒီဖြစ်ပျက်တဲ့နေရာဒီအသေးခံတဲ့နေရာဟာတိုက်ဆိုင်မှုမဟုတ်ဘဲနဲ့ရှေးမစွာကဘုရားရှင်ပြင်ဆင်ထားတဲ့နေရာပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဥကောင်းခွန်အရက်ဆိုတာဒါဝိဒ်က ဂေါလိရဲ့ခေါင်းကိုဖြတ်ပြီးတော့မှဒီနေရာမှာဥက္ကံခွန်ရန်ဆိုတဲ့နေရာမှာမြုပ်နှံထားတဲ့နေရာဖြစ်ပါတယ်။တနည်းအားဖြင့်ဒါဝိအောင်ပွဲခံခဲ့တယ်လို့ခရစ်တော်လည်းဒီနေရာမှာအောင်ပွဲခံမယ်ဆိုတာကို ရှေးမစွာကဘုရားရှင်အကြံစီပြည့်စုံဖို့ရန်အတွက်ဒီကာရိုရီတောင်ကုန်းမှာခရစ်တော်အသေးခံခဲ့တာဖြစ်ပါတယ်ဆိုတာကိုဥစွာပြောပြချင်ပါတယ်ခရစ်တော်ပထမဆုံးပြောတဲ့စကားကတော့နံပါတ် ခွင့်လွှတ်ခြင်းဖြစ်ပါတယ်။ယေလုကာ23 34မှာပြောထားပါတယ်။ထိုသူတို့၏အဖြစ်ကိုခွင့်လွှတ်ပါဆိုပြီးတော့ပြောတာဖြစ်ပါတယ်။ခရစ်တော်ကိုလက်ဝါးကားတိုင်တင်တဲ့နေရာမှာယောမစစ်သားတွေကဖမ်းပြမယောမစစ်သားတွေကိုယ်တိုင်လက်ဝါးကားတိုင်တင်ပြီးတော့တတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနေရာမှာခရစ်တော်ပြောချင်တာကဒီယောမစစ်သားတွေဟာသူတို့ ကိုယ်တိုင်လောက်တာမဟုတ်ပဲနဲ့အထက်ကအမိန့်အတိုင်းလှုပ်ဆောင်တာဖြစ်တဲ့အတွက်ကြောင့်မလို့တို့ဟာပြစ်ဒဏ်မခံနိုင်ပါဘူးတို့ကိုခုလပါဆိုပြီးတော့ခမဲရိုစီမှာရှောက်ထားအတနာခံခြင်းတွေဖြစ်ပါတယ်ဒါကစန်းစာထဲမှာရေးထားတဲ့အတိုင်းဖြစ်ပဲဒါပေမဲ့ဒီစကားရဲ့နောက်ွယ်မှာနည်းနည်းတဲ့အရာတခုရှိတာဖြစ်ပါတယ်အဲ့ဒါကပါလဲဆိုတော့ကျွန်တော်တို့လောကသားလူသားအလုံးဟာအပြစ်သားများဖြစ်ကြတယ်အပြစ်ဒဏ်စာတန်ရဲ့ ချင်းတော်ကြီးကိုခံရတဲ့သူများဖြစ်ပါတယ်။ဒါကြောင့်မို့ဒီနေ့လောကသားအားလုံးကိုအပြစ်ကနေလွတ်ဖို့ဒါတော်ကနေပြီးတော့ကျွန်တော်တို့ကိုစားခမဲတော်ရှိမှာအတနာခံတောင်းလျှောက်ပေးတာဖြစ်ပါတယ်ဆိုတာကိုပြောပြချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကိုစားသူဟာအသက်ပေးပြီးတော့ရွေးနှုတ်လိုက်တာဖြစ်ပါတယ်။စာသင်တဲ့ထက်ကနေကျွန်တော်ရွေးနှုတ်လိုက်တယ်။အဲ့လိုရွေးနှုတ်ခြင်းကိစ္စ ကြောင့်မလို့ကျွန်တော်တို့ယုံကြည်သူတွေဟာကျွန်တော်လောကသားတွေဟာခမဲတော်ရဲ့အပြစ်တင်ခြင်းမှလွတ်ပြီးတော့အပြစ်သားစာတန်ရဲ့တားဘဝကနေပြီးတော့ဖယားတားခိရတော့အခွင့်ရှိတာဖြစ်ပါတယ်အပြစ်ရှိနေတမယကာလပတ်လုံးကျွန်တော်တို့ဟာဖယားနဲ့ဝေးနေဦးမှာဖြစ်ပါတယ်ဒါကြောင့်မလို့ခရစ်တော်ကလောကသားများကိုကယ်တင်ဖို့အခုလိုအသေးခံတာဖြစ်တဲ့တော့ကြောင့်မလို့အသွေးနဲ့စေးကြောတဲ့အပြစ်စေးကြောတာမလို့ကျွန်တော်တို့လူသားအလုံးကို အပြစ်မှခုလွတ်ဖို့ကိုစားတောင်းပန်ပြီးတယ်ဆိုတာကိုဥစွာပြောချင်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ယုံကြည်သူတွေဟာယေရှုခရစ်အားဖြင့်အပြစ်သားမဟုတ်တော့ဘဲနဲ့အပြစ်မှလွတ်ငင်းခွင့်ရသောဖခင်သားတွေဖြစ်သွားပြီဆိုတာကိုသိရှိဖို့ဖြစ်ပါတယ်ဒါကြောင့်မို့ဒီခရစ်တော်ရဲ့လုပ်ငန်းခရစ်တော်ရဲ့ကယ်တင်ခြင်းကိုမိမိတို့အနေနဲ့ယုံကြည်သူများအနေနဲ့ယုံကြည်လက်ခံခြင်းအပြင်ကယ်တင်ခြင်းကိုရရှိချမ်းမှာဖြစ်ပါတယ်ဆိုတာကိုခရစ်တော်ကနေပြီးတော့ ဟုစွာပထမအနေနဲ့ပြောကြတာဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေဟာခရစ်တော်အားဖြင့်ဘုရားသခင်ရဲ့အပြစ်လွတ်ခြင်းကိုရရှိပြီးဖြစ်ပါတယ်။ဒါနဲ့မပြည့်သေးဘူးကျွန်တော်တို့အချင်းချင်းလည်းတယောက်နဲ့တယောက်အပြစ်လွတ်ဖို့ဘုရားရှင်ကအလိုရှိတာဖြစ်ပါတယ်။အဲ့ဒါမှတာရင်ကျွန်တော်တို့ဟာစစ်မှန်သောဘုရားသားတွေဖြစ်ကြမှာဖြစ်ပါတယ်။ဘုရားသားဆိုရင်အပြစ်နဲ့ ပြတူတဘာကူအဖြစ်မချေနှောင်ရဘူးဖွင့်လို့ရမယ်ဆိုတဲ့33မှာဘုရားရှင်ကကျွန်တော်တို့ကိုညွန်ကြားထားတာဖြစ်ပါတယ်ဘုရားသခင်ကကျွန်တော်တို့အဖြစ်ကိုလွတ်တဲ့ဤသူကျွန်တော်တို့လည်းကိုနဲ့နှိစပ်တော်သူတဘာသူများကိုအဖြစ်လွတ်ခြင်းရှိရမှာဖြစ်ပါတယ်အဲ့ဒါမှစိတ်မှန်သောယုံကြည်ခြင်းစိတ်မှန်သောကယ်တင်ခြင်းစိတ်မှန်သောဘုရားသားတွေဖြစ်ကြောင်းကိုသက်တည်ထူမှာဖြစ်ပါတယ် နောက်ဒုတိယစကားဟာဆိုရင်သူလက်ဝါးကားတိုင်းမှာရှိနေတဲ့ချိန်မှာသူ့ရဲ့နားမှာမိခင်မေရမာရီနဲ့နောက်လိုက်ယောရှင်ယောဟန်တို့ဟာရှိနေကြတာဖြစ်ပါတယ်ဒီချိန်မှာခရစ်တော်ကမေရိုနဲ့ရှင်ယောဟန်ကိုပြောတဲ့စကားဖြစ်ပါတယ်ရှင်ယောဟန်19:26မှာပြောထားတာဖြစ်ပါတယ်မေရိုကူတော်၎င်းရှင်ယောဟန်တို့လောင်းတယောက်တစ်ယောက် ကျေးဇူးဆောင်ရှောက်ဖို့မာထားတဲ့အမာစကားပဲဖြစ်ပါတယ်အဲ့လိုမာထားတဲ့အတွက်ကြောင့်မလို့ရှင်ယောဟန်ဟာဆိုရင်မေရောကိုသူ့အိမ်မှာထားပြီးတော့ပြုစုဆောင်ရှောက်တယ်ဆိုတာကိုတွေ့ရပါတယ်ဒါဒါဟာဖခင်ခရစ်တော်ကဘာကိုပြောချင်တယ်လဲဆိုရင်ကျွန်တော်တို့ယုံကြည်သူတယောက်နဲ့တယောက်ဟာဖခင်တခင်ရဲ့အင်းတော်သားတွေဖြစ်ကြတယ်ဖခင်တခင်ရဲ့မိသားစုတွေဖြစ်ကြတယ်မိခင်လို့တဲ့နေရှိမယ် ဒါလုပ်တဲ့လူရှိမယ် position အမျိုးမျိုးမိမိရဲ့တာဝန်ကြာရနေရာအမျိုးမျိုးရှိပေမဲ့လေကျွန်တော်တို့တယောက်နဲ့တယောက်မိသားစုတပွဲပြုစုကိုညီဆောင်မကြဖို့စီစီလုံးလုံးနဲ့နေကြဖို့ရန်မှာကြတာဖြစ်ပါလေတနည်းအားဖြင့်အသင်းတော်တွေပေါ်လာတဲ့ခါမှာအသင်းသူအသင်းသားချင်းချင်းစီလုံးညီညွတ်ဖို့တယောက်နဲ့တယောက်အပြစ်ခွင့်လွတ်ဖို့ပြီးတော့ကိုနဲ့နှိစပ်သောသူများကိုကိုညီဖို့မဆာဖို့ချစ်ဖို့ အဲ့ဒါကိုမာချင်တာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ခရစ်တော်ကကိုနဲ့နီးစပ်တော်သူကိုကိုနဲ့အမျှချစ်လို့ဆိုတဲ့စကားကိုထပ်ပံပြီးတော့တတိပေးနိုးစော်နေတာဖြစ်ပါတယ်။အဲ့လိုစီစီလုံးလုံးနဲ့တယောက်တစ်ယောက်ချစ်ချစ်ခင်ခင်နေနိုင်မှသာလျှင်ကျွန်တော်တို့ဟာဘုရားရှင်ရှိမှတင့်တယ်မယ်။ဘုရားရဲ့သားသမီးတွေဖြစ်တယ်ဆိုတာကိုလူတွေကမြင်ချင်းအပြင်ခရစ်တော်ရဲ့နောက်လိုက်တွေဖြစ်တယ်ဆိုတာကိုပုံသက်တွေ့ရမှာဖြစ်တယ်ဆိုတာကိုခရစ်တော်က ဒုတိယစကားအနေနဲ့မှာကြတာဖြစ်ပါတယ်ကျွန်တော်တို့ယုံကြည်သူတွေဟာလူအတိုင်းအဝိုင်းမှာနေရမှာဖြစ်တယ်လင်မယားချင်းတင့်တင့်မြတ်မြတ်နေဖို့ဖြစ်တယ်လင်မယားကွဲခွာခြင်းဟာအလိုတော်နဲ့အလိုတော်မဟုတ်ပါဘူးချစ်ချင်းမေတ္တာခေါင်းပါခြင်းဖြစ်တယ်အသင်းတော်ထဲမှာလည်းတယောက်နဲ့တယောက်အပြစ်လွတ်ခြင်းရှိရမယ်အပြစ်ချင်အောင်ခြင်းဟာချစ်ချင်းမေတ္တာမရှိခြင်းရဲ့လက္ခဏာဖြစ်တယ်မိဘနဲ့သားသမီးကြားမှာတယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်ခွလွတ်ဖို့ ညီကိုမောင်နှမချင်းတယောက်နဲ့တယောက်ခွင့်လွတ်ဖို့နားလည်ဖို့ဒါကိုခရစ်တော်ကလိုချင်တာဖြစ်ပါတယ်ဒါခရစ်တော်ရဲ့အင်တော်သားတွေဖြစ်တဲ့အားလျော်စွာကျွန်တော်တို့ရဲ့ချစ်ချင်းမေတ္တာနဲ့ဒီဆောက်ထားတဲ့အင်ဒီဆောက်ထားတဲ့အင်တော်စုဒီဆောက်ထားတဲ့ချစ်ချင်းမေတ္တာနဲ့ဒီတော်စားတဲ့အသိတော်တွေဖြစ်ဖို့ရန်ဖရာရှင်အလိုရှိတယ်အလိုရှိတာဖြစ်ပါတယ်ဒါဟာဒုတိယစကားဖြစ်ပါတယ်နောက်တတိယစကားကဘာလဲဆိုရင် ခရစ်တော်လက်ဝါးကားတိုင်မှာအသေးတတ်ခြင်းခံရတဲ့ချိန်မှာသူ့ရဲ့ဘယ်ညာနှစ်ဖက်မှာ လူဆိုးနှစ်ယောက်လည်းအသေးတတ်ခြင်းကိုခံရတာဖြစ်ပါတယ်။တယောက်တော့လူဆိုးကခရစ်တော်ကိုမယုံဘူးခရစ်တော်ကိုပြောတယ်မင်းဘုရားသားဆိုရင်မင်းကိုမင်းကဲငါတို့ကိုလည်းကဲပါလားဆိုပြီးတော့လောင်းပြောင်းတယောတာဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့သူဟာအပြစ်ရှိရတဲ့အသေးတတ်ခြင်းခံရတယ်ဆိုတာသိတယ်။ခရစ်တော်ဟာအပြစ်မရှိဘဲနဲ့ လူသားများအတွက်အသေးခံနေဆိုတာကို तू ကသိရှိယုံကြည်ပြီးတော့မှအဲ့ဒါ तू မှာယုံကြည်ခြင်းခဲ့တော်ကိုယုံကြည်လက်ခံတယ်ပြီးတော့မှကိုရောနိုင်ငံတော်တည်ထောင်တဲ့ခါမှာကျွန်တော်ကမမေ့ပါနဲ့လို့ဆိုပြီးတော့ပြောလိုက်တဲ့ခါမှာခဲ့တော်ကယနေ့ပင်တင်ဒီငါးနှစ်သူပါရတိသူ့ဘုံမှာရှိတယ်ဆိုပြီးတော့ကဲတင်ခြင်းကိုပေးလိုက်တာဖြစ်တယ်ဒါဘာဟုပြတ်တယ်လဲဆိုရင်ကျွန်တော်တို့ယုံကြည်သူများအနေနဲ့ကဲတင်ခြင်းဆိုတာက မိမိတို့ရဲ့ကြိုးစားအားထုတ်မှုကြောင့်မဟုတ်ဘဲနဲ့ဖခင်သခင်ရဲ့လက်ဆောင်တည်းတည်းဖြစ်တဲ့ဖခင်ခရစ်တော်ရဲ့လုပ်ငန်းခရစ်တော်ရဲ့ကယ်တင်ခြင်းကိုယုံကြည်လက်ခံခြင်းအပြင်ယနေ့ပင်ကယ်တင်ခြင်းရနိုင်တယ်ကယ်တင်ခြင်းကိုပေးပိုင်သောအရှင်သခင်ယေရှုခရစ်တော်ဖြစ်တယ်ဆိုတာကိုပြသလိုက်တာပဲဖြစ်ပါတယ်။နောက်စတုထစကားကတော့ရှမသဲ26 46မှာပေါ်ပြထားတာပဲ။အေလီအေလီလာမရှာ ဘာခတနီဆိုပြီးတော့ဩပါတယ်ကြွေးကြော်တာဖြစ်တယ်အတိဘဲကတော့ဩကျွန်ုပ်ရဲ့ဖယားဘာဖြစ်လို့ကျွန်တော်ကိုဆုတ်လွတ်ပါတယ်ဆိုပြီးတော့ကြွေးကြော်လိုက်တာဖြစ်ပါတယ်ခွိတ်တော်လက်ဝါခတိုင်မှာအသေးခါနဲ့ခါမှာသူဟာဖယားတကယ်ရဲ့လုံးဝဆုတ်လွတ်ခြင်းခံရတယ်ဘာဖြစ်လို့လဲဆိုတော့လူသားအလုံးအပြစ်ကိုသူ့အပေါ်မှာတင်လိုက်တဲ့အတွက်ကြောင့်ဖြစ်တယ်အဲ့လိုတင်လိုက်တဲ့ခါမှာသူဟာ အပြစ်နဲ့ပြေဝတဲ့လူသားတယောက်ဖြစ်သွားတယ်အပြစ်နဲ့ဖျားနေကအတူနေလို့မရဘူးအဲ့ဒီအချိန်မှာဖျားတကင်ကသူ့ကိုစွန့်လွတ်လိုက်တယ်သူ့စီမှာသူနဲ့ဖျားနဲ့ဆက်သွယ်ခြင်းအာဒါနောက်ဆုံးပြောရင်တော့ဒါတော့မတော်တော့ဘူးဆိုဆိုတဲ့ပုံစံမျိုးဖြစ်သွားပါတယ်ဘာဖြစ်လို့လဲဆိုတော့သူဟာအပြစ်သားအပြစ်နဲ့ဖျားနဲ့လုံးဝ အတူနေလို့မရဘူးတော်ဆတ်လို့တားတော်ဆတ်လို့တော်ဆတ်ခွင့်မရှိဘူးဒါကြောင့်မို့သူဟာအပြစ်နဲ့ပြေဝါတဲ့သွေးသားနဲ့လူသားဖြစ်တဲ့သူကြောင့်မလို့ဘုရားသခင်ရဲ့ဆုလို့ခြင်းကိုခံရတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ယုံကြည်သူများဟာအပြစ်နွန်တဲမှာအပြစ်နဲ့ပျော်မွေ့နေမယ်လောကအရာနဲ့ပျော်မွေ့နေမယ်လောကအရာတဲမှာနှိမ့်မွေ့နေမယ်ဆိုရင်ကျွန်တော်တို့ဘုရားသခင်ရဲ့ ဆုလွခြင်းကိုခါရမှာဖြစ်တယ်ဆိုတာကိုတတိပေးနေတာဖြစ်ပါတယ်။အာရနဲ့ဧဝကိုအေဒင်ကနေပြီးတော့မောင်းထုတ်တာဟာသူတို့မှာအပြစ်ရှိလို့ဖြစ်တယ်။အပြစ်ကြောင့်သူတို့ဖျားနဲ့ဝေးခွာသွားတာဖြစ်တယ်ဆိုတာကိုထပ်မှန်ပြီးတော့ခရစ်တော်ကနေပြီးတော့ယနေ့ယုံကြည်သူတွေကိုတတိပေးနေတာဖြစ်ပါတယ်။အပြစ်ဆိုတာဖျားယုံမုန်းတော့အရာဖြစ်တယ်။အပြစ်ဟာဖျားနဲ့လူကိုဝေးခွာစေတော့ အရာဖြစ်တယ်ဆိုတာကိုယနေ့စဉ်းစားနှလုံးသွင်းကြဖို့ရန်ထပ်မံပြီးတော့ပြောစင်ပါတယ်။နောက်နံပါတ်5အချက်ကတော့ခရစ်တော်ကပါပြောလဲဆိုတော့ရေငတ်တယ်ဆိုပြီးတော့ကြွေးကြော်လိုက်တာဖြစ်ပါတယ်။ကျွန်တော်ဒီကဘာမြေကြီးအားဆိုရင်၄ပုံ၃ပုံအားဆိုရင်ရေဖြစ်တယ်။လူရဲ့ကိုယ်ခန္ဓာ50ရာ5ရာခိုင်နှုန်းဟာရေဖြစ်တယ်။ရေဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့လူတွေအသက်ရှင်ဖို့တော်လကောင်း ကဘာမြေကြီးရတီဘုတ်တို့တော်တက်ပင်ပန်းမယ်နေစင်တန်ကြီးဆွားဖို့အတွက်တော့ရေဟာမရှိမဖြစ်လိုအပ်တော့ရာဖြစ်တယ်ရေမရှိရင်ဘယ်လိုမှကျွန်တော်တို့အသက်စင်တန်ခွင့်ရရှိမှာမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်တို့ကစ်တော်ဟာရေငတ်တယ်သူဟာတေရောမဲဆိုတာကိုတတိပေးနေတာဖြစ်ပါတယ်ခွစ်တော်ကိုတေရန်ပေးကြတာဖြစ်ပါတယ်ပြိလမင်းကခွစ်တော်ကိုအပြစ်ရှာတဲ့အခါမှာလုံးဝအပြစ်မတွေ့ပါဘူးဆိုပြီးတော့သူလက်ဆေးပါတယ် ဒါပေမဲ့ hero messi ကို ပို့တဲ့ခါမှာသူ့ကိုတေရန်ချမှတ်လိုက်တာဖြစ်ပါတယ်တေရန်ချမှတ်တဲ့အချိန်ကစပြီးတော့သူ့ကိုကာရနီဂုံးကိုသွားခိုင်းတယ်အင်မတန်လေးလံတဲ့လက်ဝါးကားတိုင်ကိုထမ်းပြီးတော့သွားရတာဖြစ်ပါတယ်လမ်းကလမ်းခရီးတစ်ချောင်းမှာခရစ်တော်ဆိုရင်ဆယ်လေးကျင်းတိုင်တိုင်မြေကြီးပေါ်မှာလဲကျသွားတာဖြစ်ပါတယ်အဲဒီအချိန်မှာအရိုက်ခံရတဲ့အစာမရှိရေမရှိနဲ့ပင်ပန်းကြီးစွာသွားရတဲ့ခါမှာသူဟာ အာရင်ကုန်ခန်းသွားတယ်။ရေမရှိတော့တဲ့သူကြောင့်မို့သူ့မှာဘလို့မှအာမရှိတော့ဘူးဆိုတာကိုဒီတင်ရမှာသူထုတ်ပြတာဖြစ်ပါတယ်။သူဟာလောကလူသားများကိုကယ်တင်ဖို့ရန်အတွက်သူ့ရဲ့အသက်ရှင်ခြင်းဖြစ်တဲ့ရေနှပ်ပြတ်သွားတာဖြစ်လာတယ်။ရေတော်သူတောက်ခွင်မရတော့ဘူးဆိုတာကိုကျွန်တော်တွေ့ရတာဖြစ်ပါတယ်။ဒါသူကာယအနေနဲ့ ရေစားတဲ့အကြောင်းကိုပြောပြတာဖြစ်ပါတယ်။ဒါပေမဲ့ဒီနောက်ွယ်မှာလေးနဲ့တဲ့အကြောင်းအရာကပါလဲဆိုတော့ရေဆိုတာကဒီနေရာမှာတန်ရှင်းသောဝိညာဉ်တော်ဘုရားကိုပုံဆောင်တာဖြစ်ပါတယ်။ဒီတန်ရှင်းသောဝိညာဉ်တော်ဘုရားကိုကျွန်တော်တို့ပုံတင်တာအမျိုးမျိုးနဲ့တွေ့ရတယ်။ရေဖြစ်တယ်၊ရှိဖြစ်တယ်၊မီးဖြစ်တယ်စသဖြင့်ပုံစံအမျိုးမျိုးနဲ့တန်ရှင်းသောဝိညာဉ်တော်ဘုရားကိုတွေ့ရှိရတာဖြစ်ပါတယ်။ဒီလေဝါကားတိုင်းမှာခရစ်တော်ရောက်ရှိသွားတဲ့အခါမှာသူ့ ကိုပေါ်မှာဘုရားတခင်ကအပြစ်အလုံးကိုတင်လိုက်တဲ့အခါမှာသူဟာလုံးလုံးဒွိတာခန္ဓာကိုဖြစ်ပေမဲ့အပြစ်သားဖြစ်သွားတယ်။အဲ့လိုအပြစ်သားဖြစ်သွားတဲ့အခါမှာသူ့စီမှာရှိတဲ့တန်ရှင်တော်ဝိညာဉ်တော်ကသူ့ကိုဆွန့်ခွာသွားတာဖြစ်တယ်။တန်ရှင်တော်ဝိညာဉ်တော်ကသူ့ကိုဆွန့်ခွာသွားတယ်။ရှောလူကိုတန်ရှင်တော်ဝိညာဉ်တော်ဘုရားကဆွန့်ခွာသွားတယ်လို့အဲ့ဒီအခိုက်အတန့်မှာသူဟာဝိညာဉ်တော်ရဲ့ဆွန့်ခွာခြင်းကိုခံရတယ်။အဲ့ဒါကိုပြောချင်တာဖြစ်တယ်။ယေ ငတ်တယ်ဆိုတာသူ့မှာရေနဲ့တူတဲ့တန်စင်တော်ဝိညာဉ်တော်ဘုရားမရှိတော့ဘူးလို့သူဝန်ခံလိုက်တာဖြစ်ပါတယ်ကျွန်တော်တို့ယုံကြည်သူတွေမှာဝိညာဉ်ဆိုတာရှိတယ်အဲ့ဒီဝိညာဉ်ဟာတန်စင်တော်ဝိညာဉ်တော်အပြင်တားလင်အသက်ရှင်ခွင့်ရတာဖြစ်တယ်တကယ်လို့မိမိရဲ့ဝိညာဉ်တန်ရှင်တော်ဝိညာဉ်တော်ထွက်သွားတယ်ဆိုရင်တန်ရှင်တော်ဝိညာဉ်တော်ဘုရားမရှိရင်ဒီဝိညာဉ်ဟာတည်နေသောဝိညာဉ်တော်ဖြစ်သွားတယ်။ဒါကြောင့်မို့ခရစ်တော်က ရေငတ်တယ်သူ့ရဲ့ဇာတိကိုခန္ဓာဟာတေတောသူဖြစ်သွားတယ်ဆိုတာကိုရေငတ်တယ်ဆိုပြီးတော့ဝိညာဉ်တော်ထွက်သွားတယ်ဆိုတာကိုသူကဝန်ခံပြီးတော့ပြောပြနေတာဖြစ်ပါတယ်။နောက်6ခုမြောက်ခရစ်တော်ရဲ့စကားကတော့အမှုပြီပြီဆိုတဲ့စကားပဲဖြစ်ပါတယ်။ရှင်ယောဟန်19 30မှာပေါ်ပြထားတာပါ။ပေါ်ပြထားပါတယ်။ဒီနေရာမှာအမှုပြီပြီဆိုတာသူလောကကို လာခြင်းဟာမရှင်အတွက်ဖြစ်တယ်လူတွေကိုကယ်တင်ဖို့အတွက်ဖြစ်တယ်ဒီကယ်တင်ခြင်းလုပ်ငန်းပြီးဆုံးသွားပြီဆိုတာကိုသူခမဲတော်ရှင်မှာသတင်းပို့ပြီးတော့ကျွန်တော်တို့ယုံကြည်သူတွေကိုလည်းအတိပေးကြီးညာလိုက်တာဖြစ်ပါတယ်သူဟာကြဆာလာတဲ့အတိုင်းစာတန်ရဲ့ဥကောင်းကိုသူ့ရဲ့ခြေထောက်နဲ့နင်းချီဖြစ်စည်းပြီးတော့မှစာတန်ကိုအနိုင်ယူလိုက်တာဖြစ်ပါတယ်ကျွန်တော်တို့လူသားတွေကိုချီနှောင်ထားတဲ့ ချုပ်နှောင်ထားတဲ့စာတန်ရဲ့လက်ထဲကနေပြီးတော့လုံးဝလွတ်မြောက်သွားပါပြီဆိုတာကိုကြွေးကြော်လိုက်တာဖြစ်ပါတယ်ဒီနေ့ခရစ်တော်ရဲ့ကယ်တင်ခြင်းစာတန်ကိုအောင်မြင်ခြင်းချုပ်နှောင်ထားတဲ့အရာအလုံးကနေခရစ်တော်ကကျွန်တော်တို့ကိုလွတ်မြောက်စေပြီဆိုတဲ့ခရစ်တော်ရဲ့ဧဝံဂေလိတရားကိုကျွန်တော်တို့တရားနာပြီးယုံကြည်လက်ခံခြင်းအပြင်ကျွန်တော်တို့ဟာသာဝရအသက်ကို ရရှိပြီဖြစ်တယ်ဆိုတာကိုဒီနေ့အမှုပြီးပြီဆိုတဲ့အတိုင်းပဲကျွန်တော်တို့ဟာအာလုံးတော့ချီအောင်ခြင်းကနေပြီးတော့လွတ်မြောက်သွားပြီဆိုတာကိုခရစ်တော်ကကျွန်တော်တို့ကိုအသိပေးလိုက်တာဖြစ်ပါတယ်အမှုပြီးသွားပါပြီခရစ်တော်ရဲ့နောက်ဆုံးစကားကတော့သူ့ရဲ့ဝိညာဉ်ကိုခမဲတော်ရှိမှာအနံလိုက်တယ်အနံပါတယ်ဆိုတဲ့စကားပဲဖြစ်ပါတယ်ရှင်လူကာ23 46မှာ ဖော်ပြထားပါတယ်ခေတော်ကအခုလိုတဆင်ပြတဆင်ပြောပြတော့မှနောက်ဆုံးမှာသူပြောလဲဆိုတော့သူကိုခန္ဓာလူဇာတိဟာမြေကြီးထဲမှာရောက်ပြီးတော့ပျက်စီးတော့မယ်ဒါပေမဲ့သူ့ရဲ့ဝိညာဉ်ကရှင်နေအောင်မှာဖြစ်ပါတယ်ဒါကြောင့်မို့သူ့ရဲ့လုပ်ငန်းသူ့ရဲ့မြင့်ရှင်လုပ်ငန်းဟာပြီးဆုံးသွားပြီ ဖြစ်တဲ့အတွက်ကြောင့်မလို့အောင်မြင်စွာပြီးဆုံးသွားတဲ့အခါမှာသူ့ရဲ့ဝိညာဉ်ကို ခမဲတော်ရှိမှာပြန်ပြီးတော့ဆက်ကအာဏာလိုက်တာဖြစ်ပါတယ်။တနည်းအားဖြင့်သူစွန့်လွတ်ခဲ့ရတဲ့ဘုံစည်းစိမ်အာဏာတကောအခွင့်အာဏာအလုံးကိုခမဲတော်ရှိမှာပြန်ပြီးတော့ရရှိဖို့ရန်အတွက်သူကမိသူရဲ့အသက်ဝိညာဉ်ကိုခမဲတော်ရှိမှာပြန်ပြီးတော့ဆက်ကအာဏာလိုက်တာဖြစ်ပါတယ်။သူဟာခမဲတော်နဲ့အတူခမဲတော်နဲ့အတူကောင်းကင်နိုင်ငံမှာ ထာဝရစိုးစံအုပ်ဆိုးမယ်ဆိုတာကိုကြီးညာလိုက်တာဖြစ်ပါတယ်ထိုနည်းသူစွာပဲကျွန်တော်တို့ယုံကြည်သူတွေဟာလေခိတော်ကဲသို့အောင်မြင်တော်သူဖြစ်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဝိညာဉ်ဟာခမဲတော်စီမှာခရစ်တော်နဲ့အတူထာဝရစင်အောင်ပွဲခံပြီးတော့အစင်းမြဲနေသွားရမယ်ဆိုတာကိုယနေ့ခိတော်ကနေပြီးတော့ကျွန်တော်တို့ကိုအတိပေးကြောညာကြွေးကြော်နေတာဖြစ်ပါတယ် အရောက်တိုင်းခရစ်တော်နဲ့သူသာဝရစံမျက်နှာတော်သူများ ဖြစ်ပါစေလို့ယေရှုနာမအဖြင့်ဆုတောင်းကောင်းချီးပေးလိုက်ပါရစေ။